ဒါရိုက်တာမိုက်တီဇပိုတယောက်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတယောက်ဆောင်အုံတိုင်းတို့ကိုရွေးကောက်ပွဲကာကွယ်ရေးဥပဒေဖြင့်ဖမ်းဆီးမင်္ဂလာပါပရိသတ်ကြီးရှင်ဒါရိုက်တာမိုက်တီဇပိုတယောက်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတယောက်ဆောင်အုံတိုင်းတို့အောင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ရှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေဟုဆိုက အရေးယူဖမ်းဆီးလိုက်ကြောင်းသိရှိရပါသည် ပါတီစုံဒီမိုကရေစီစနစ်ကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်ဟုဆိုကောင်း2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်မယ်ဟုဆိုပြီးရွေးကောက်ပွဲအပေါ်နီလန်းမျိုးစုံဖြင့်နှောက်ရှက်ဟန်တာနိုင်မည်အခြေအနေမှကာကွယ်တားဆီးနိုင်ရန်2025ခုနှစ်ဇူလိုင်လ29ရက်နေ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ရှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပြဋ္ဌာန်းခဲ့ပြီးတဲ့နောက်ဥပဒေလိုက်နာမှုမရှိသူများကိုတိတိယောက် ောက်အေးအေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ကြေညာလိုက်တာပဲဖြစ်ပါတယ်။ ၎င်းနောက်မှာတော့2025ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာခေတ္တမိုင်းကိုဒုံဆိုင်ကြသူများဆိုတဲ့ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ဝါရားဖြန့်ဇလန်းတို့ကိုရိုက်ကူးခဲ့ပြီးပါဝင်တရုတ်ဆောင်ခဲ့တဲ့အမှုပညာရှင်တွေကိုလူမှုကွန်ရက်ကနေတဆင့်ဝေဖန်ခဲ့ကြသည်ဟုဆိုကဒါရိုက်တာမိုက်တီခေါ်တန်ထွန်းစောဇက်ဘိုတရုတ်ဆောင်ကျော်ဝင်းထွတ်ခေါ်ကျော်မင်းထွန်းနဲ့ဟာတာတရုတ်ဆောင်အုံတိုင်းခေါ်ဇော်မြင့်တို့အား၎င်းတို့ရဲ့အနေအထားအသီးသီးမှာဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။ ထရိုက်တာမိုက်တီဟာ2021ခုနှစ်မှာ905ကကြီးနဲ့အေးအေးယူခံခဲ့ရပူသူဖြစ်ပြီး2022မှာလွန်ငိမ့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်ပါတယ်။ထမှန်ကျူလွန်မာကရခိုင်ပြည်ထောင်အဟောင်းကိုပါပူပေါင်းကြားခံရမည်ဆိုတဲ့အစီကံနဲ့လွတ်မြောက်ခဲ့တာဖြစ်တဲ့အတွက်ထရိုက်တာမိုက်တီကိုယခုတစ်ကြိမ်ပြစ်မှုရောရခိုင်ကလွန်ငိမ့်ခွင့်ရခဲ့တဲ့ပြစ်မှုလက်ကျန်ကိုပါပြန်လည်ပူပေါင်းကြားခံရမယ်လို့ဆိုထားတာလည်းဖြစ်ပါတယ်။ ဒါရိုက်တာမိုက်တီနဲ့အတူတခြားနည်းပညာရှင်နှစ်ဦးဖြစ်တဲ့တရုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာသာတရုတ်ဆောင်အုံတိုင်းတို့ကိုလည်းရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေအရအရေးယူသွားမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားတာပဲဖြစ်ပါတယ်။